မမှန်မြူနေတွင်ယင်စိကံလမ်းစိကံဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းဝါကူပိုင်းဥချုပ်ခွင့်ရတိုင်းမမှန်ခရိုင်မမှန်မြူနေနေပြည်သူများအားယင်အန်တရလမ်းလေကင်းဝေးစေရတွေ့မမှန်မြူကိုချုပ်လမ်းမပေါ်တွင်ဖြတ်တန်းတော်လာနေသောမော်တော်ယာဉ်နှင့်မော်တော်ဆိုင်ငယ်များအားယင်စိကံလမ်းစိကံဆိုင်ရာစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို ယနေ့နေ့9နိုင်ချိန်ကဆောင်ရွက်ခဲ့ကြအောင်သိရှိရပါတယ်။ထို့သို့ဆောင်ရွက်ရာတွင် KI စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အတွင်းမူရေမှုညွှန်ဝင်တဲ့အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖွဲ့ဝင်တဲ့ဘူမူတောင်းဆိုင်တဲ့အဖွဲ့ဝင်များကဘူချုပ်လက်မှတ်ပေါ်တွင်ဖြတ်တန်းတော်လာနေသောမော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအားယင်းအန္တရာယ်ကင်းဝေးစေရေးလိုက်နာဆောင်ရွက်ရမည့်အချက်များယင်းမောင်းနေသူတို့လိုက်နာရမည့်စည်းကမ်းချက်များ မော်တော်ယာဉ်မောင်းနေရတွင်တက်မဲ့စည်းကမ်းချက်နဲ့အညီမောင်းနေခြင်းရှိမရှိစိုင်းကယ်အုပ်ထုဆောင်၍မောင်းနေခြင်းရှိမရှိ ဥပဒေနှင့်မလွတ်ကင်းသည့်ပစ္စည်းများတင်ဆောင်သေးယူလာခြင်းရှိမရှိစသည်တို့ကိုကြည့်ရှုစစ်ဆေးပြီးယင်းစည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့်ဥပဒေများနှင့်လိုက်နာဆောင်ရွက်မည့်အချက်များအသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာဆက်လက်ပြီးမမန်းမြို့နယ်တွင်လမ်းဦးစီးဌာနမှ2025-2026ဘဏ္ဍာရေးနှင့်အတွင်း ဆောင်ရွက်ရသည့်လန်ဒရာလုပ်ငန်းများအတွက်လုပ်ငန်းသုံးပစ္စည်းနှင့်ဝန်ဆောင်မှုအိတ်ခွင်ဒေတာအမှတ်စဉ်တင်ပို့ပွဲအခမ်းအနားကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းဝါကိုပိုင်းဟုတ်ချုပ်ခွင့်ရတိုင်းမမှန်ခရိုင်လမ်းစည်းဌာနမှ2025-2026ဘဏ္ဍာရေးနှင့်ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်မည်လန်ဒရာလုပ်ငန်းများအတွက်လုပ်ငန်းသုံးပစ္စည်းနှင့်ဝန်ဆောင်မှုများ၏အိတ်ခွင်ဒေတာအမှတ်စဉ်တင်ပို့ပွဲအခမ်းအနားကို ယနေ့နေ့နဲ့စေတားရေးချိန်ကမမှန်ခရိုင်လမ်းဦးစီးဌာနအစည်းအဝေးကမ္မတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်အဆိုပါခန်းသားတွင်ခရိုင်စီမံအုပ်ချုပ်ရေးဘုရားဥက္ကဋ္ဌဥကျော်တောင်းကအမှားစကားပြောကြားခဲ့ပါတယ်ဆက်လက်၍တင်တာကော်မတီဥက္ကဋ္ဌကိုစားရှမ်းပြည်နယ်ရှိပိုင်းမမှန်ခရိုင်လမ်းဦးစီးဌာနလက်ထောက်ညံ့ကြားရင်မှုမျိုးပြတင်တာကော်မတီအတွင်းရေးမှုဥပ္ပီကျော်ခိုင်မှတင်တာနှင့်ပတ်သက်သည့်အချက်လက်များနဲ့ တင်တာစီမင်းစည်းကမ်းချက်များကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါတယ်။ထို့နောက်2025-2026ဘဏ္ဍာရေးနှင့်ပြည်နယ်ရေမုံငွေဖြင့်ဆောင်ရွက်မည်လန်ဒရာလုပ်ငန်းများအတွက်တင်တာခေါ်ယူခဲ့သောလော့အရေးအတွက်၃ခုအတွက်တင်တာလျှောက်တာပုံစံ၉ဆောင်ရောင်းချခဲ့ပြီးတင်တာရှင်ပြိုင်သူဦးရေ၄ဦးနှင့်တင်တာအာမခံကြီးတရားခိုင်လုံးဖြင့်၉ဆောင်ပေးသွင်းခဲ့ပြီးတင်တာစီမင်းစည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်